ကဲအားလုံးပဲမင်္ဂလာပါသခင်ကြီး football new air at youtube channel နဲ့သခင်ကြီးတတော်နေပြီးတော့ကြိုးစားပါတယ်အမ် location ကတော့နည်းနည်းသိခံပါတော့ကျွန်တော်အိမ်ပြန်ရောက်နေလို့ပါဒီနေ့ပိတ်ဒီလိုပိတ်တတိယပိတ်ရဆိုတော့အိမ်ပြန်ရောက်နေလို့ပါအရင်အပတ်တွေက Champion League တွေ ်ချန်ပီယံလိတွေရှိတယ်ဗောနော်ဂျာဘော့ရေလည်းရှိတယ်ယူရိုပါလိတွေလည်းရှိတယ်ကျွန်တော်အလုပ်တွေရှုံနေလို့အဲရုံးမှလည်းအလုပ်တွေရှုံနေတော့အားလုံးကျွန်တော်မတင်ပြတာပါဒါမဲ့ကျွန်တော်ဗီဒီယိုအတိုလေးတင်တယ်ဗောနော်ဗီဒီယိုအတိုလေးတင်သွားနေသူတော့ဗီဒီယိုအတိုလေးတွေကို YouTube မှာပြီးဗီဒီယိုအတိုလေးတွေကိုကြည့်ပြရင်ညီကိုတို့အနေနဲ့အကျိုးမြတ်ထူးပါလိမ့်မယ်ဗောနော်ကဲစားလိုက်ကြရအောင်ဒီနေ့စနေနေ့ဘာပွဲတွေရှိလဲဗောနော်မနေ့ကလည်းလှုပ်ချင်တာမနေ့ကလည်းအိမ်ပြန်လာနဲ့ဘာနဲ့ဆိုတော့ကျွန်တော် လမ်းခီးဖြစ်နေလို့မတင်ရတာပါပေါ့နော်မနေ့ကကျွန်တော်ဘုံမောက်ကိုကြိုက်တယ်ဂျိုမြန်ဖြစ်ခဲ့တယ်ပြီးတော့ဆက်ဆူအိုလိုကြိုက်တယ်ဂျိုမြန်ဖြစ်တယ်ဘာမင်ကန်ကိုကြိုက်တယ် level 30ရှုံးတယ်ပေါ့နော်ကဲဒီနေ့စနေနေ့ပွဲလေးတွေစလိုက်ကြရအောင်ပထမဆုံးတစ်ပွဲကတော့ညနေ6:00နာရီထိုးကံနဲ့ Lee United နဲ့စပါးပွဲဖြစ်တယ်။ Lee United နဲ့စပါးပွဲမှာစပါးကနောက်ဆုံး5ပွဲဆက်တရေပွဲနေနိုင်ပွဲပဲရှိတယ်။ရှုံးပွဲမရှိဘူးပေါ့နော်။ဆိုတော့စပါးရှုံးချိန်တန်ပြီ။ဘာလို့လဲဆိုတော့ လေးရအိမ်ဝင်ကောင်းအိမ်ဝင်ကကောင်းတယ်ဗောနော်ဒါပေမဲ့စပားလိုအသင်းအသင်းကလေးကို level 30ပဲပေးရဆိုကြဲဟိုကဒါစပားရှုံးမဲ့ဂျေးလို့ကျွန်တော်ယူဆတယ်ဗောနော်တုံးလုံးပလက်60ဆိုရဲဂျေးရတယ်ဂိုးောက်ဂျေးပြန်ဒါပေမဲ့လေးရလဲဂိုးရှူးတကိုးတော့ရှူးနိုင်တဲ့အသင်းဖြစ်ပြီးစပားကလည်းကိုးကိုးတော့အตาလေးလိုက်ပြီးရှူးနိုင်တဲ့အသင်းဖြစ်နေတယ်အဲ့တော့ဒီပွဲဝမ်းဝမ်းမဖြစ်သွားမလား ါမှမဟုတ်တသိန်းတည်းရမယ်2112မြန်ဖြစ်သွားမှာပေါ့နော်ဒီပွဲကျွန်တော်ဗာကြိုက်လဲဆိုတော့ body မှာ lee united ကိုကြိုက်ပါတယ်ဂိုးပေါင်းမှာတော့ကျွန်တော်ဂိုးပေါင်းအထက်ကိုကြိုက်ပါတယ်ပေါ့နော်ဂိုးပေါင်းအပေါ်ကိုကြိုက်ပါတယ်ပေါ့နော်နောက်တစ်ပွဲကတော့ကျွန်တော်တို့ london derby ပြိုင်ပွဲဖြစ်တဲ့ arsenal နဲ့ wahan ပွဲဖြစ်တယ်ပေါ့နော် arsenal နဲ့ wahan ပွဲမှာဆိုရင်တော့ arsenal က liverpool ပွဲချက်နေအောင်အခွင့်ကောင်းယူပြီးတော့ဒီဒီနေ့ပွဲမှာရသလောက်အမှတ်စုမှာရမယ်ပေါ့နော် ရသလောက်မှတ်စုရဆိုဝဟန်းလို့အသိဉာဏ်နဲ့တွေးရင်တော့သုံးမှတ်အရာစုအစုရပါလိမ့်မယ်ဒါပေမဲ့ခက်ခဲပါလိမ့်မယ်ကြေးအောင်မူခက်ခဲပါလိမ့်မယ်အာဆင်နယ်တော်တော်လေးကိုကစားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်လွယ်လွယ်ကူကူမဟုတ်တော့ဘူးလို့တော့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့အစနေရဲ့ဇလန်းနေရဘယ်တော့မှလွယ်လွယ်ကူကူဖြစ်တာမျိုးမရှိဘူးဥပမာတယောက်ထုတ်ခံလိုက်ရတာမျိုးအနီကတ်တို့ဆိုရင်ကြေးရောက်နိုင်မှုခက်ခဲသွားပါလိမ့်မယ်ပင်လယ်ဒီတို့ပါလို့ဆိုတော့ဝဟန်းကလည်းသူ့အနေနဲ့သူတို့မာကုံရှိရဲ့အတင်းပါနော် အဲကြောင့်နေနေပွဲမှာကျွန်တော်အာဆင်နယ်နဲ့ဝမ်ဟမ်ပွဲမှာတော့ကျွန်တော်ဂိုးပေါင်းအထက်ကိုပဲကြိုက်ပါတယ်ဘော်ဒီမကြိုက်ပါဘူးအာဆင်နယ်ကိုကြိုက်ပါဘူးဝမ်ဟမ်ဘက်ကလည်းကျွန်တော်မနေရဲပါဘူးနောက်တစ်ပွဲကတော့ကျွန်တော်တို့တခင်ကြီးမန်ယူနဲ့ဆန်နာလန်ပွဲပေါ့နော်မန်ယူနဲ့ဆန်နာလန်ပွဲမှာဆိုရင်တော့ဆန်နာလန်ကလည်းစပါလိုပဲ၅ပွဲဆက်ရှုံးဝဲမရှိဘူးခြေတွေအောင်ထားတယ်တန်တက်အသင်းအနေနဲ့သူလုံးနိုင်တယ်လောက်လောက်ပြထားတယ်နော်ဂရန်နီဂျာကာတို့ဥဆောင်ပြီးတော့ဆန်နာလန်အိမ်အိမ်ဝင်းရောအဝေးခွင်းရောမှာတော်တော်ကို မာကြောနေရောနော်မန်ယူကတော့ဒါထုံးစံနိုင်မယ်သိရအတိုင်းပဲရှုံးလိုက်နိုင်လိုက်ဖြစ်နေရဒါပေမဲ့သတိထားမှာမန်ယူအိမ်ဝင်နေမှာနိုင်ထားတယ်ဆက်စီကိုနိုင်ထားတယ်ဘန်လီကိုနိုင်ထားတယ်အဲ့တော့ဒီနေ့ပွဲမှာကျွန်တော်မန်ယူကြိုက်ပါတယ်ဗောနော်တစ်မိုင်းနဲ့20ဆိုတဲ့ဂျေးမှာမန်ယူတလုံးတော့အနိုင်ရှုပါလိမ့်မယ်20ရင်းပြီးကျွန်တော်တို့မန်ယူကြည့်လိုက်ကြရအောင်ဗောနော်ပြီးတော့ဂိုးပေါင်းဂိုးပေါင်းကိုပြောရမယ်ဆိုရင်တော့ကျွန်တော်ဒီပွဲမန်ယူကြိုက်ပါတယ်အမဂိုးပေါင်းကိုပြောမယ်ဆိုရင်တော့မန်ယူဂိုးအောက်ကိုကြိုက်ပါတယ်ဗောနော်ဘာလို့ဆိုမန်ယူ2-0 2-1စီးနဲ့နိုင်မယ်ပွဲလို့ကျွန်တော်ထင်ပါတယ်။မန်ယူနောက်တောင်းလည်းဆန်ဒါနဲ့ဂိုးမရှိနိုင်လို့တော့ပြောလို့မရဘူး။ဒါပေမဲ့ဂိုးပေါင်းအောက်ကိုကြိုက်ကြိုက်နေရပါတော့။နောက်တစ်သင်းကတော့ကျွန်တော်တို့ Chelsea နဲ့ပါဘူးပေါ့။လစ်ပါဘူးပေါ့နော်။ပွဲကြီးပွဲကောင်းမယ်ပေါ့နော်။ဒါအသင်းကြီးနဲ့သင်းထိုက်တိုက်တွေ့ဆုံနေရပွဲမှာကျွန်တော်ဒီပွဲ body မမှန်းတော့ပါဘူး။ body ကကျွန်တော်လစ်ပါဘူးလည်းသိမ့်မကြိုက်လို့ပါ။ level 40ဆိုရဲကြီးမှကျွန်တော် body မမှန်းတော့ပါဘူး။ကျွန်တော်ဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်။ နောက်တစ်သိန်းကတော့ကျွန်တော်တို့ Inter Milan နဲ့ Cremoni ပွဲပေါ့နော်ဒါကျွန်တော်အကြိုက်တွေးမိရပွဲလေးတွေအကုန်လုံးဟိုရွေးချယ်ပြီးပြောပြထားပါဘောနော်ကျွန်တော်ဒါပေမဲ့ Premier League ကတော့လူကြိုက်များတဲ့ league ဖြစ်လို့ကျွန်တော်အကုန်လုံးပွဲတိုင်း၄ပွဲလုံးကိုကျွန်တော်ပြပြထားပါတယ်နောက်တစ်ပွဲတော့ Inter Milan နဲ့ Cremoni Cremoni နဲ့ Inter ပွဲမှာဆိုရင်တော့ကျွန်တော် body မှာ Cremoni ကိုကြိုက်ပါတယ်ဂိုးပေါင်းဆိုရင်ဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်ဒီပွဲကျွန်တော်အောက်အဆုံးကြိုက်ပါတယ်ဘောနော် Inter Milan ကြည့်မအောင်နိုင်ဘူးလို့ကျွန်တော်ယူဆတယ်အနည်းဆုံး 2C ဒါမှမဟုတ်2-1လည်းဖြစ်သွားနိုင်တယ်ဘောနော် ဒါမှဝမ်းစည်းနဲ့လည်းပြီးသွားနိုင်တယ်ပေါ့နော်နောက်ထပ်တစ်ပွဲကတော့ကျွန်တော်တို့ချန်ပီယံရှစ်အင်္ဂလန်ချန်ပီယံရှစ်ပွဲဖြစ်တဲ့ပိုးမောင်းနဲ့မက်တယ်ဘရော့ပွဲပိုးမောင်းနဲ့မက်တယ်ဘရော့မှာမက်တယ်ဘရော့ကအဆင့်တယ်ဗျာပိုးမောင်းကဟိုအောက်ဆုံးစက်အဲ့ဒါအောင် level 40ဆိုရဲကြေးရတော့ပျော့တယ်လို့ကျွန်တော်ခံစားရတယ်ဘာလို့လဲဆိုတော့ဒီပွဲတေးပွဲကြီးဖြစ်နေလို့ပါပိုးမောင်းကလည်းအိမ်ဝင်မှာပါတယ်အဲ့တော့ဒီနေ့ဒီနေ့ပွဲမှာကျွန်တော် body မျိုးရှယ်တော့ပါဘူးကိုပေါင်းအောက်ကိုကြိုက်ပါတယ်ကျွန်တော်ရေးချယ်ပေးတဲ့ပွဲတွေကတော့ Lee United ကိုလင်းယူနိုက်တက်နဲ့လင်းယူနိုက်တက်ဂိုးပေါ်ဖြစ်တယ်။ပြီးရင်အာဆင်နဲ့ဂိုးပေါ်ဖြစ်တယ်။ပြီးရင်မန်ယူမန်ယူဂိုးအောက်ဖြစ်တယ်။ချက်ဆီဂိုးအောက်ဖြစ်တယ်။ခရီမိုနီခရီမိုနီဂိုးအောက်ဖြစ်တယ်။ပြီးရင်ပိုမောက်ဂိုးအောက်ဖြစ်ပါတယ်။ကဲညီကိုတွေအကုန်လုံးအပေါင်းပြကြပါစေ။ကျွန်တော်နောက်ရက်တွေဟိုပါဘောလုံးဝရှိရဲ့နေတိုင်းဗီဒီယိုတင်မင်းတာကိုစူးစမ်းပါမယ်နော်။ ပြီးတော့နောက်တစ်ခုကကျွန်တော် TikTok မှာမတင်တော့ပါဘူး။ဘာလို့လဲဆိုတော့ TikTok VPN ကြီးခံပြီးတင်ရတော့လုပ်ကြီးရှုပ်လို့ပါ။ TikTok မှာမတင်တော့ပါဘူး။ကျွန်တော် YouTube မှာပဲတင်ပါမယ်။ YouTube မှာပဲကျွန်တော်အားပေးလို့ရပါတယ်။ viewer ဘယ်လောက်ပဲရရ like ဘယ်လောက်ပဲရရကျွန်တော်ကတော့ကျွန်တော်ညီကိုတွေအတွက်စေတနာနဲ့ကျွန်တော်ဘလုံးပွဲလေးတွေကိုမှန်းပြီးရောတင်မေးနေမှာဖြစ်ပါတယ်။တကယ်လို့ video အရှိမတင်ပြဘူးဆိုရင်လည်းကျွန်တော် short video တွေမှာတင်မေးပါမယ်။ short video လေးမှာတော့ကြည့်လို့ရပါတယ်။အားလားဆိုတော့ကျွန်တော်အတန်နဲ့ကြားရမှာမဟုတ်လို့ဆောက်လေးရှင်เนี่ยလည်းတိကြားမှာမဟုတ်ပါဘူးသူလူပွဲလေးနှစ်ပွဲလောက်ကိုကျွန်တော်ပေးထားပြီးသားပါเนาะ အဲ့တော့ညီကိုတို့ဒီနေ့ပေါင်းပြကြပါစေအားလုံးကျေးဇူးတင်ပါတယ်